လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းကလည်းဆေးကြောက်ကိုနေရာအစုံမှာတုံးခဲ့တာကိုတွေ့ကြရပြန်တယ်။ဥရောပမှာရောဗျာဒီဆေးကြောက်ကိုချီမြင်အဖြစ်ထုတ်ဖို့အတွက်စတုံးခဲ့တယ်လို့ဆိုတယ်။နောက်ပိုင်းမှာရောဗျာဆေးဝါးအဖြစ်တုံးလာခဲ့ကြတာဖြစ်တယ်။ဘယ်သမိုင်းပဲကြည့်ကြည့်ဆေးချောက်ကအာရှကနေစတင်ပေါ်ပေါက်လာတယ်ဆိုတဲ့အမှတ်တမ်းကပြနေရဗျ။ဂျပန်တရုတ်အဲ့ဒီမှာအတိအကတွေ့ကြတာပေါ့နော်။ကျွန်တော်တို့မိတ်ဆွေတို့လည်းစေးကြောက်စိုက်ပြွေးနဲ့ရင်းနှီးနေတော့လဲသိလိမ့်မယ်စေးကြောက်ကအပွားမြန်တယ်သူကကယူစိုက်ရတာမှန်ပေမဲ့ ပိုးမွေးတယ်လို့ခက်ခက်ခဲခဲဆိုက်ရအပင်မျိုးတွေမှာတော့မပါဘူး။ဒါကြောင့်ပဲဟိုးရှိကကလေးအခုချိန်ထိမျိုးမတုံးသွားတာပဲဖြစ်မယ်လို့ပညာရှင်တွေကယူဆကြတယ်။1500ပြည့်နှစ်တွေမှာလဲကုန်သေးရေးတွေထွန်းကားလာတော့ဆေးကြောက်ရင်ကျေးမှုကပုံမှုပြဲ့ပြတ်လာတယ်။1600 12ခုနှစ်မှာစပိန်တွေကချီလီနိုင်ငံကိုဆေးကြောက်ပင်တွေကုန်သွယ်ခဲ့တယ်။ဒီနည်းနဲ့ပဲတကမ္ဘာလုံးပြန့်နေခဲ့တယ်ပေါ့ဗျာ။ကဲဒါကတော့ဆေးကြောက်ရဲ့ရှေလီယာရဲ့တမန်ကြောင်ပဲဖြစ်ပါတယ်။ဒီချက်ကိုကြည့်မယ်ဆိုရင်တော့ဆေးကြောက်ကကဘာဦးဆေးပင်လို့ခေါ်လို့ရတဲ့အထိရှေးကြခဲ့တာကိုမြင်နိုင်မှာပါ။ နောက်ထပ်စိတ်ဝင်စားစရာကောင်းဖို့အကြောင်းအရာတွေလည်းတင်ဆက်ပေးသွားမှာပါတင်းတို့ရောဘယ်အရွယ်တွေကစေးချောက်ကိုစပြီးတောက်ခဲ့လဲဆိုတာကိုလည်း comment box မှာတစ်ချက်လောက်ဝင်ရေးပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ